โอเคဆိုတော့ကျွန်တော်နောက်ထပ် Bruno နဲ့ပတ်သက်ပြီးကျွန်တော်ပြောရအောင်ဆိုတော့အဲ Finance နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီထွက်ထားတဲ့သတင်းတွေကတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ YouTube မှာ Telegram မှာကျွန်တော်ပူးနေကျွန်တော်လုပ်ပြပါတယ်လက်ရှိကျွန်တော်တို့ဒီဘာနော်ဒီဒုတိယအကြော့ပေါ့နော်ဒုတိယအကြော့ကျွန်တော်တို့ဒီဘီပေါင်းနဲ့ကြောင့်ကစားဖို့ရှိတဲ့အခြေအနေမျိုးမှာမှဒီလိုသတင်းမျိုးတွေထွက်လာရင်ဆိုတာဒါကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးပေါ့နော်လက်ရှိကျွန်တော်တို့ဒီ Romano ရဲ့ကျွန်တော်ဖော်ပြချက်မှာဆိုလို့ရှိရင်အဟီလာပေါ့နော်ကျွန်တော်တို့ဒီ Sorry Broly ရဲ့အတိတ်တဲ့ကြော်ဖြစ်တဲ့ နော်အရှီလာကဆိုလို့ရှိရင်ဒီဘူနိုဖာနန်ဒက်စ်အပေါ်မှာတကယ့်ကိုကျွန်တော်တို့ဒီလာမယ့်နှစ်မှာခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့အချိန်မျိုးကျွန်တော်တကယ့်ဒီ serious စိတ်ဝင်စားနေတဲ့ အခြေအနေမျိုးကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ United အနေနဲ့ဆိုလို့ရှိရင်နော် United ကအနေနဲ့ဆိုလို့ရှိရင် Bruno ဒီတကယ်ကိုကျွန်တော်တို့အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ Emery အတွက်လည်းတကယ်ကိုကျွန်တော်တို့မရှိမဖြစ်ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့အဲဒီပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီကစားသမားဖြစ်သူရဲ့ကျွန်တော် agent နဲ့ဆက်သွယ်မှုတွေရှိရဲဆိုပြီးတော့လည်းကျွန်တော်တို့တင်းတင်းကြပ်ထွက်ထားတာဖြစ်တယ်လို့ Manchester United နဲ့ Ehila ဂျားနဲ့မှာတော့ဒီ ဘူနိုရဲ့အပြောင်းရှေ့အတွက်ကျွန်တော်ဆွေးနွေးတာမျိုးတွေလုံးဝလုံးဝလုံးဝကျွန်တော်မရှိသေးဘူးဒါအပြင်ကျွန်တော်ဒီအီလာဘက်ကကျွန်တော်ချင်းကန်လာမျိုးတွေလည်းကျွန်တော်လုံးဝမရှိသေးတဲ့အခြေအနေမျိုးမှရှိပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိကျွန်တော်ပလန်ကတော့ရှင်းတယ်ဘူနိုကိုအသင်းမှာဆက်ပြီးတော့ထားဖို့ထားမယ်ဆိုပြီးတော့ရိုမန်နိုကကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့အဲဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော် ဆော်ဒီဘက်ကနေပြီးတော့ကျွန်တော်တို့စိတ်ဝင်စားတယ်ဆိုတာကဒါပထမအဦးဆုံးမဟုတ်ဘူးရူမနိုရဲ့ထပ်ပြီးတော့ကျွန်တော်ဖော်ပြချက်တွေမှာဆိုလို့ရှိရင်ဆော်ဒီဘက်ကလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကဘူနိုဖန်နန်ဒက်စ်ကိုတကယ့်ကိုကျွန်တော်တို့ဒီဘောနော်လုံးဝကျွန်တော်တို့ဒီ big target တယောက်အနေနဲ့အဲဒီဘူနိုဖန်နန်ဒက်စ်ကိုကျွန်တော်မြင်ထားတဲ့အခြေအနေမျိုးကျွန်တော် ဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ဒီဘာလဲ United မှာကျွန်တော်တို့ဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့ဒီဘာဒီယာဒီအစပေါ့နော်ဒီယာဒီအစမှာမှာကျွန်တော်တို့ဟိုဘူနိုကကျွန်တော်စာချုပ်တစ်ကျွန်တော်တိုးလိုက်တာဟိုအဲ့မတိုင်ခင်မှာဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်မှုတွေရအစကျွန်တော်ရှိခဲ့တာဆိုတော့ ူနိုကကျွန်တော်တို့ဒီ United မှာဆက်ပြီးတော့ကစားဖို့ပဲသူရွေးချယ်ခဲ့တဲ့အချိန်မျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ဒါဘူနိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့ပြင်ကြလဲပေါ့နော်ဆိုတော့ဟိုအခုလက်ရှိကျွန်တော်ပူထဲမှာကြီးသလောက်ဆိုလို့ရှိရင်လည်းအဲတော်တော်များများကကျွန်တော်တို့ဒီတချို့ဆိုလို့ရှိရင်တော်တော်များများတော့ကျွန်တော်တို့ဒီဘူနိုအသင်းမှာပဲကျွန်တော်ဆက်ပြီးတော့ထားခြင်းတဲ့အချိန်မျိုးဖြစ်တယ်။ဒါကျွန်တော်ကိုယ်တိုင်လည်းဒီတိုင်းပဲပေါ့နော်။ဒါကတကယ်ကိုကျွန်တော်တို့ဒီဘူနိုဟာအသင်းမှာတကယ်ကိုကျွန်တော်တို့တကယ် key player ကျွန်တော်တို့ဖြစ်တယ်။ဘာနဲ့မှကျွန်တော်တို့ဟိုအခုလက်ရှိအနေထားမှာဘာနဲ့မှကျွန်တော်အစားထုတ်လို့မရဘူး။ အသင်းဒီလောက်ထိတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာဒီပေါ့နော်အဲဒီအကောင်းဆုံးဆွဲတင်ပေးထားနိုင်တာကဘရူနိုပဲဆိုတော့အဲကျွန်တော်တို့ဗျာကျွန်တော်တို့အသင်းကြီးတသင်းကျော်ဖြစ်တယ်တကယ်ကျွန်တော်ထားပါဘရူနိုအသက်30ကျော်လာပြီเนาะ နောက်ဆိုရင်ကျွန်တော်ခြေစွမ်းကြာလာတော့မှာဒီလိုခြေနေပြီးတော့ကျွန်တော်ဖြစ်တယ်မှန်းနေဒါဒါကကျွန်တော်တို့ဒီ race ယူတဲ့သဘောပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့သူ့နေရာမှာကျွန်တော်တို့ဒီပေါ့နော်ငွေရွေတဲ့ကစားသမားကြီးကျွန်တော်တို့အစားထိုးလိုက်လို့ရတယ်တကယ်ကောင်းနေတယ်တကယ် top talent တကယ်ကျွန်တော်တို့ဒီ world class ခြေစွမ်းနေကျွန်တော်တို့ရှိနေတဲ့ကစားသမားကြီးနဲ့ကျွန်တော်တို့အစားထိုးလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီပေါ့နော် potential ဆိုတာကိုကျွန်တော်တို့ အများကြီးကျွန်တော်မိခိုးနေလို့မရဘူး talent ဆိုတာကိုအများကြီးမိခိုးနေလို့မရကျွန်တော်တို့က experience လေလို့တဲ့ club အကြောင်းကိုနားလေတဲ့ကစားသမားတွေလို့တယ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဗျာဒီဟိုဘယ်လိုပြောရမလဲဒီ club အတွက်ဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့ရေကွန်ရေကန်ပေးဆက်ပြီးတော့ကျွန်တော်တို့ကစားခြင်းနဲ့เนาะတကယ်ကျွန်တော်တို့ဒီတည်ရည်စိတ်တဲ့အပြည့်နဲ့ကစားသမားတွေလည်းကျွန်တော်တို့အသင်းမှာအများကြီးရှိဖို့လို့တယ် အဲ့လိုမျိုးတွေရှိလာမှာကျွန်တော်တို့ environment ကဒီလိုမျိုးကျွန်တော်တို့ဒီဗောနော်ဟိုတည်ရဲနေဆိုတဲ့ environment တခုကျွန်တော်တို့ဖြစ်လာမယ်အဲ့လိုဖြစ်လာမှာနောက်လာမယ့်ကျွန်တော်တို့ဒီအဲဒီကိုပေးမှရှိရလူငယ်ကစားသမားတွေကလည်းကိုကိုကြည့်ပြီးတော့လိုက်ပြီးတော့ကျွန်တော်တို့ဒီကစားခြင်းပဲဒီလိုပုံစံမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ queen ထဲမှာတကယ်ကိုကျွန်တော်တို့ experience ပြီးွားပြီးတော့အသိအောင်မြင်အောင်မြင်ကြာရှုံးကြာရှုံးအမြင်နဲ့ရှိတဲ့ကစားသမားတွေလူရှိနေဖို့လိုတယ်ဆိုတော့ Bruno ကဒီထဲမှာကျွန်တော်တို့တကယ်ကိုကျွန်တော်ထိတ်ဆုံးကစားသမားထိတ်ဆုံးကစားသမားတယောက်ဖြစ်တယ်။ဘူးလက်ရှိလေသူကကျွန်တော်တို့အသင်းရဲ့နော် အသင်းရဲ့ကျွန်တော်တို့ဒီပေါ့နော်တကယ်ကျွန်တော် crucial player ဖြစ်သလိုအသင်းရဲ့ကျွန်တော်တို့ captain တယောက်လည်းကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလိုကြောင့်မလို့ bruno လို player မျိုးကကျွန်တော်တို့အနည်းဆုံးတော့နောက်ထပ်ကျွန်တော်တို့၃နှစ်လောက်ထိဆက်ရှိတဲ့နဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့အသင်းအခုလက်ရှိကျွန်တော်တို့ဒီ rebuild လုပ်နေတဲ့အချိန်ပေါ့နော် rebuild လုပ်နေတဲ့အချိန်မှာပို့ပြီးတော့ကျွန်တော်တို့လိုသေးတယ်ပြောရမယ်ဆိုရင်ညဥမထားပါတော့ကျွန်တော်တို့ chelsea ဆိုရင်ကြည့်လိုက်ဗျာ chelsea ဆိုလို့ရှိရင်တကယ်လူငယ်လေးကြီးပဲဒါပေမဲ့သူတို့ဒီပေါ့နော် သူတို့ရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီဟိုအရင်တော့ကျွန်တော်တို့ Chelsea ပုံစံလုံးဝမဟုတ်တော့အခုကကျွန်တော်တို့လူငယ်တွေကြီးပဲဒီလိုမျိုးဖြစ်သွားပြီဆိုတော့ Chelsea ကိုကြည့်ရတာဟိုအရင်တော့ပုံစံမျိုးကျွန်တော်တို့ဘလိုနည်းနဲ့မှကျွန်တော်တို့ပြန်မရနိုင်တော့ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးကျွန်တော်ဖြစ်သွားတယ်ဆိုတော့ United ဆိုလို့ရှိရင် United ကိုကျွန်တော်တို့ဒါဒါကျွန်တော်တို့ဒီ Chelsea ကိုကျွန်တော် blame တာမဟုတ်ပါဘူးဒါကျွန်တော်တို့ ဟိုပြောရမယ်ဆိုလို့ရှိရင်အခုလက်ရှိမြင်နေရတဲ့အမှန်တရားတစ်ခုပဲပေါ့နော်အရင်တော့ဟို brother တို့ဒီ Chelsea ပြည်သက်တွေဆိုလို့ရှိရင်လည်းအရင်တော့ကျွန်တော်တို့ဒီ Terry တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Hazard တို့ခင်နေအခုလက်ရှိနော်ပေါမားတို့ခင်နေကိုကျွန်တော်တို့ပြန်ရှင်ပြီးတော့ထိုးကြည့်မယ်ဆိုလို့ရှိရင်လည်း Beckett ကိုအကြိုက်ဆုံးလေဆိုလို့ရှိရင် ဒါပဲကျွန်တော်တို့ဒီ drawbar တို့ဟလာဒီ dk ကိုကျွန်တော်တို့အကြိုက်ဆုံးဖြစ်မှာပဲဒါဒါကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ညင်းနေရမှာမရှိဘူးကျွန်တော်တို့လည်းဒီလိုပဲအဲဒီဘာတော့ roni တို့ kit တွေနော် farinan တို့ kit တွေဒီ kit တွေကိုပဲကျွန်တော်တို့အပြန်ပြီးတော့ကျွန်တော်လိုချင်ကြတာပဲဒါပေမဲ့အခုလက်ရှိအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းမှာတော့နော်ဒီလိုမျိုး bruno လို player မျိုးကျွန်တော်တို့အသင်းမှာမရှိခဲ့တာ bruno မရှိခင်အတိကျွန်တော်တို့မှာလုံးဝမရှိခဲ့ဘူး တော့အခုဘလူးနိုကျွန်တော်တို့ရောက်လာပြီးနောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့အဲဒီတယောက်ပြီးတယောက်ဝင်လာတယ်တယောက်ပြီးတယောက်ထွက်သွားတယ်တယောက်ပြီးတယောက်ဝင်လာတယ်တယောက်ပြီးတယောက်ထွက်သွားတယ်ဒါမှမဟုတ်ကျွန်တော်ဘလူးနိုကကောင်းကောင်းဆူဆူအတင်းကျွန်တော်တို့ဒီဘလောက်မြောင်းနေရောက်နေနေသူရှိနေတယ်ဆိုတော့သူကကျွန်တော်တို့ဒီအတင်းနဲ့ပတ်သက်ပြီးတော့လုံးဝကျွန်တော်တို့ဒီအပြည့်အဝနားလည်တယ်ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်အတင်းအောင်မြင်နေတဲ့အချိန်မှာသူဘလူးကျွန်တော်တို့အဲဒီဘောနောပြုမူရမလဲသူဘလူးကျွန်တော် celebrate လုပ်ရမလဲသူတည်တယ်အတင်းကြာရှုံးနေတဲ့အချိန်မှာဘလူးစွဲတင်ရမလဲဆိုတာကိုသူကောင်းကောင်းသိတယ်ဆိုတော့ ီအလုပ်တွေအကုန်လုံးသူကနိုင်ငံသူလုပ်ပေးနေတာဖြစ်ပါတယ်ဆိုတော့အဲဒီတရားဒီလုံးကျွန်တော်တို့ဒီဘောနော်ဟိုပွဲတရားလောက်ကစားရတယ်ဆရာသမားကျွန်တော်တို့ဒီဘောနော်တပွဲလောက်ပဲလွှဲရင်လွှဲတာဆိုတော့ဒီလိုကစားသမားမျိုးကျွန်တော်တို့အသင်းမှာအများကြီးကိုကျွန်တော်တို့လိုတာပါဆိုတော့အခုလက်ရှိတယောက်ပဲရှိရပြုလို့တော့မရောပါနဲ့ဘလောက်ပဲကျွန်တော်တို့ပြီးပြီးရောင်းတဲ့ကစားသမားတယောက်မဟုတ်ဘူးလို့ကျွန်တော်တဦးလည်းမြင်ပါတယ်ဆိုတော့ brother တို့ရောဘလူးနိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရောင်းတဲ့လားမရောင်းတဲ့ဘူးလား ထပ်ပြီးတော့ကျွန်တော်ဆွေးနွေးခဲ့ကြပါအောင်ကျွန်တော်ဒီအပူလေးလည်းကျွန်တော်လုပ်ထားပါတယ်အဲ့ပူမှလည်းကျွန်တော်သွားပြီးတော့ vote လို့ရပါတယ်ကျွန်တော် post ထဲမှာပေါ့နော် post ထဲမှာ pull လုပ်ထားပါတယ်အဲ့မှလည်းကျွန်တော်သွားပြီးတော့ vote လို့ရတယ် comment ထဲမှာလည်းဝင်ရောက်ပြီးတော့ဆွေးနွေးပြီးတော့ပါအောင်ဆိုတော့ဒါတော့ဒီနေ့ရထားတဲ့သတင်းလေးဖြစ်ပါတယ်ဆိုတော့ tissue အပြင်ညီမလေးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လုပ်ပြီးကြပါဦးအားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ရအောင်အားလုံးကျေးဇူးပါ